အာရခပြည်မှာရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော်ရှိဝဲလီအေအေကိုတရားဝင်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အဖြစ်အသိမှတ်ပြုပေးဖို့အတွက်ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာတာမတ်တွေကိုပြည်ရင်းပြည်ပရခိုင်ရက်ဘက်အဖွဲ့အစည်း၂၀၂အဖွဲ့ကအိတ်ပွင့်စာပေးပြီးတော့တောင်းဆိုလိုက်ကြပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့တွေဖြစ်ကြတဲ့ UNDP, UNOCHA, UNHCR, UNICEF, WFP စတဲ့အဖွဲ့တွေနဲ့တောင်အာရှဒေသနိုင်ငံတာမတ်တွေ American, EU နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အတမတ်တွေကိုအိတ်ဖွင့်ပေးစာစက်တမလအတွင်းမှာပေးခဲ့တာလို့သိရပါတယ်။ဒါ့အပြင် ULAA ကိုတရားဝင်အစိုးရအဖြစ်အသိမှတ်ပြုပေးဖို့ American တန်ယုံ၊ Japan တန်ယုံ၊ Canada တန်ယုံနဲ့ Australia တန်ယုံ စတဲ့နိုင်ငံတွေကိုလည်းအိတ်ဖွင့်စာပေးဖို့ထားတယ်လို့သိရပါတယ်။အရခတ်တော်အေဟာအရခပြည်ထဲမှာနေမြေအများစုရဲ့65ရာခိုင်နှုန်းလောက်ကိုတိမ့်ပိုက်ထိ ंछ ုပ်ထားပြီးတော့ တရားဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးစတဲ့ရန်ညားတွေကိုတိစောက်ဆောင်ရွက်နေပြီလို့ဆိုပါတယ်။ဒါကြောင့် ULAA ကိုအာရခပြည်ထဲမှာတရားဝင် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အဖြစ်အသိမှတ်ပြုပေးဖို့နဲ့ပြည်သူတွေရဲ့ပုံမျိုးတိုးတက်ရေးကဏ္ဍတွေမှာထောက်ပံ့ပေးကြဖို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကိုအရက်ပတ်အဖွဲ့အစည်းတွေကတောင်းဆိုထားတာဖြစ်ပါတယ်။